အာယုံကြောင့်စိတ်ကဖြစ်တယ်အာယုံကောင်းစိတ်ကောင်းမယ်အာယုံမကောင်းရင်စိတ်မကောင်းဘူးအာယုံမကောင်းရင်မကောင်းတဲ့စိတ်ဖြစ်မှာပဲအဲ့မကောင်းတဲ့စိတ်ဖြစ်ရင်ဖြေတတ်ဖို့လိုတယ်ရှောင်တတ်ဖို့လိုတယ်အဲ့ဒါကောင်းတဲ့စိတ်တွေဖြစ်အောင်လေ့ကျင့်ခန်းလုပ်ရမယ်ကိုယ်ကြောင့်မဟုတ်ဘူးဒါကအတိတ်ကြောင့်လည်းမဟုတ်ဘူးဒါကဒါဒီတန်တရားတွေကကိုယ်ကမသိနိုင်ဘူးလေဒါကြောင့်အာယုံကောင်းအောင်လုပ်ပါမကောင်းတဲ့စိတ်တွေမကောင်းတဲ့အာယုံတွေအနိဋ္ဌာယုံတွေပေါ့ကိုယ်အလိုမရှိတဲ့အာယုံတွေဆိုရင် အကုသလဝိပယ်ဖြစ်မယ်အကုသလဝိပယ်ဖြစ်ရင်အကုသိုလ်ရဲ့အကျိုးကြောင့်အကုသိုလ်စိတ်တွေဖြစ်တဲ့အဲဒီအာယုန်တွေကိုဖြောက်တတ်ဖို့လိုတယ်မကောင်းတဲ့အာယုန်တွေကိုဖြောက်တတ်ပြီးတော့ကောင်းတဲ့အာယုန်ပေါ်မှာစိတ်ထားပါအဲကိုယ်စိတ်ကိုပြင်ရမှာစိတ်ကိုပြင်တတ်ဖို့လိုတယ်ဒါကကိုယ်လုပ်ရင်ရမှာပဲဒါနလုပ်ရင်ဒါနရမယ်သီလလုပ်ရင်သီလရမယ်တမာရီလုပ်ရင်တမာရီရပေါင်းလို့ပညာလုပ်ရင်ပညာရဖို့အလုံးလုပ်တတ်ဖို့အရေးကြီးတယ် ဒါနလုပ်တယ်ဆိုကိုရှားတဲ့ပစ္စည်းအနစ်ကရေလူရင်ရေဒါနပန်းလူရင်ပန်းဒါနရတယ်။ကာယကံဝစီကံကောင်းရင်သီလရတယ်။နဘသီလမြဲနေပြီဆိုသီလရတယ်။တတိဝရိယတမာရီကောင်းရင်တမာရီကုသိုလ်ရတယ်။တတိဆိုတော့ကောင်းတာတွေမမေ့တာကတတိ။ကောင်းတာတွေသိအောင်ကြိုးစားနေတာကဝရိယ။ကောင်းတဲ့ပုံမှာစိတ်ရောက်နေတာကတမာရီ။ကောင်းတဲ့စိတ်တွေဖြစ်ဖို့လိုတယ်။တတိဝရိယတမာရီနဲ့စိတ်ကိုထိမ့်မှာမကောင်းတဲ့စိတ်တွေဖြစ်ပြီဆိုရင်ဖယ်ပါအာယုံပြောင်းပြပါ အဲအဲ့ဒါမကောင်းတဲ့ဖြစ်တဲ့ကိုမသိအောင်ကြိုးစားပါကောင်းတဲ့စိတ်တွေပေါ်မှာစိတ်ရောက်အောင်လေ့ကျင့်ခန်းလုပ်ပါဒါဆိုရင်ကိုယ့်အတွက်ကောင်းတဲ့စိတ်တွေဖြစ်တော့ကုသိုလ်ရတယ်မကောင်းတဲ့စိတ်တွေဖြစ်ရင်အကုသိုလ်ရမှာပဲကုသိုလ်အကုသိုလ်ကိုကွဲပြီးတော့ကုသိုလ်ပေါ်မှာစိတ်ရောက်အောင်အကုသိုလ်ပေါ်မှာစိတ်မရောက်အောင်ဖြစ်တော့ဖြစ်မှာပဲအာယုံနဲ့တွေ့ရင်တော့ဖြစ်မှာပဲအကုအကုသိုလ်အာယုံကိုရှောင်တတ်ဖို့လိုတယ်ဘာနဲ့ရှောင်မှာလဲတတိဝိရိယတမာတိနဲ့ဉာဏ်နဲ့ရှောင်မှာပဲအဲ့ဒါလေ့ကျင့်ခန်းလုပ်ပါ ညာဉာဏ်ကတော့အရေးကြီးတယ်ပညာကတော့ဖျားပွင့်လို့သိရတယ်သစ္စာ၄ပါးသိအောင်လောက်အောင်ပဲ30ဘုံလုံးကဒုက္ခသစ္စာယုံနာပဲခန္ဓာ၅ပါးပဲခန္ဓာ၅ပါးအကျဲချဲ့ရတော့အာရဏ၁၂ပါးအာရဏ၁၂ပါးအကျဲချဲ့ရတတ်တဲ့၁၈ပါးပဲရှိတယ်အကုန်လုံးချဲ့လိုက်တော့ခန္ဓာ၅ပါးပဲရှိတယ်ခန္ဓာ၅ပါးယုံနာ၂ပါးပဲရှိတယ်အယုတ်ကမ္မထံနံကမ္မထံနေယုတ်တိနံနေသိအောင်သင်သိနေတဲ့သင်ပါကျင့်သိနေတဲ့သင်ပါ သင်သိကျင့်သိအနေနဲ့သိပြီဆိုရင်ပွားလို့ရသွားပြီဒါကြောင့်မို့ယုတ်ကမ္မထာနံကမ္မထာနေပညာကျင့်ခြင်းနေကျင့်နေအောင်အကျိုးစားအထုပ်ပွားလို့အဲတန်တရားရှိရင်လည်းမကောင်းပေါ့တန်တရားကိုဖျောက်တတ်ဖို့လိုတယ်ပေါ့တန်တရားကိုမဖျက်အောင်ညံနေပဲဖျောက်ပါကုသိုလ်လုပ်ပြီးနေတာကုသိုလ်ရရင်အကုသိုလ်တွေဖယ်တာပဲတန်တရားဆိုတော့ကဆုံးဖြတ်ချက်မချနိုင်တာပါ ုသိုလ်တွေငါလူဖြစ်နေပြီကောင်းတဲ့ကုသိုလ်တွေရနေပြီဒါကကျင့်စဉ်တွေလည်းဒါနလုတ်တတ်သွားပြီဒါနကုသိုလ်ရပြီသီလလုတ်တတ်သွားပြီသီလကုသိုလ်ရပြီသမာဓိလုတ်တတ်သွားပြီသမာဓိကုသိုလ်တွေရပြီဉာဏ်လုတ်တတ်ပြီဉာဏ်နဲ့ရှင်ကုသိုလ်တွေရပြီဆိုရင်ကုသိုလ်အကြောင်းကောင်းရင်အကျိုးကောင်းမှုရတဲ့ဘူရာမလို့တော့ဘူးမကောင်းတဲ့စိတ်တွေဖြစ်ရင်တော့မကောင်းတာတွေကိုရှောင်တတ်ဖို့အဲ့ဒါကကျင့်တာပါပဲအဲ့ဒါကိုအကျင့်တတ်ဖို့မကောင်းတဲ့စိတ်တွေတော့မဖြစ်အောင်တန်တရားစိတ်တွေမဖြစ်အောင် အဲညံတဲ့ပဲဖေပြောက်ပြီးတော့အလုလုပါ